အားလုံးပဲမင်္ဂလာရှိတော်ညချမ်းလေးပါခင်ဗျာဒီနေ့ညမှာတော့စာရေးဆရာမောင်ပိုင်ပလဲရေးသားထားတော့ဝန်ရုပ်ကဝေဆိုင်မောင်နေ့ဘဟုရာပလဲဆိုတဲ့ဇာလန်လေးအစဆုံးကိုပြောပြလို့တင်ဆက်ပေးတော်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာကျုပ်တို့ဆရာတပည့်ချွေညိုရွာကလေးကနေ ုမြတင်တို့မိသားစုကိုအသေးချာနှုတ်ဆက်ပြီးရွာတောင်ပိုင်းကမကြီးပင်ကြီးရှိရာစီကနေထွက်လာခဲ့ကြတယ်။တကြီးဒီမှာလာကြည့်ပါဦး။ဟေးနန်းဆောင်လေးတခုပါလား။အတော်ပြက်စီးနေပြီပဲ။နန်းဆောင်အသေးပေးထားမှဆိုတော့အဲ့ဒီနန်းဆောင်ကိုတနေရာမှာတော့ပြက်လိုက်တော့ကွာ။ရွှေညုံမကြီးပင်ကြီးရဲ့အောက်ကခြုံတွေကိုရှင်းလင်းနေတဲ့ရွာသားတယောက်ကအောင်းနှမ်းပြက်စီးနေတဲ့နန်းဆောင်လေးတခုကိုတွေ့ရတာမို့ရွာတကြီးကိုအတီလှမ်းပေးနေတဲ့အံကိုကြားလိုက်ရတယ်။ ဒါဆိုရင်တော့မကြီးပင်ကအဆောင်ဘလူးကြီးကသူ့ရဲ့မူလာနန်းဆောင်လေးပျက်စီးသွားတာမို့နန်းဆောင်တိလိုချင်လို့ရွာတွေကလူတွေကိုအတီးပေးခြင်းဖြစ်မယ်ဆိုပြီးကြောက်တွေးလိုက်မိတယ်။ဆရာဆရာအင်ကိုမလွမ်းဘူးလားဗျာ။ဘလုံးမေးလိုက်ပါလေကိုဖိုးတွေဟာလွမ်းတာပေါ့ဗျာ။ဒါပေမဲ့ကြောက်ရွာကိုပြန်လို့မရဘူးဆိုတာကိုဖိုးတွေလည်းသိရတာနေ။ဆရာရဲ့ဒီလောက်တောင်ချင်းတွေကြားခဲ့ပြီပဲ။အခုချိန်လောက်ဆိုပြန်လို့ရအောင်ပါပါ။ ဆရာရွာကကျုံလေးရောက်ဖူးကျင်လိုက်တာဗျာအဲ့ဒီစကားကိုပြောပြီးကိုဖိုးတီဆန့်ပြောတော့ကျုံလေးမသိကြအောင်ဆောင်ပြီးရှေ့ဦးတက်ရသွားနေမိတယ်အာဆရာမဖြစ်တာလေဆရာအဆင်ပြေရလားကျုံရဲ့ညာဘက်လမောင်းကရုတ်တရက်စူးနေဖြစ်သွားပြီးကြိုက်လာလို့ကိုဖိုးတီကကျုပ်ကိုပြားကြည့်စမ်းပါဗျာဟာဟုတ်တာပဲဆရာလမောင်းကရုတ်တရက်ကြီးဖူးရောက်လာတာပါလား ဆီအောင်ထဲမှာနစိကမုံးလေးရှိသေးတယ်မဟုတ်လားကျုပ်ကိုပေးကျုပ်ရှည်ပြီးတော့ရောင်လာတဲ့နေရာမှာအုံးပေးထားမယ်ရှင်နာရောက်ရင်ကျုပ်တို့ခဏလောက်နားကြရအောင်ဟုတ်ပြီလေကျုပ်တို့ရှင်နာရောက်ရင်တော့ခဏလောက်နားကြရတော့ပို့ကျုပ်လေထဲကနစိကမုံးတချို့ကိုကိုဖိုးတီကရှင်းမော့ပြီးကျုပ်ရဲ့ညာဘက်လမောင်းကိုကတ်ခါကြက်နေအောင်စီးပေးထားတယ်ဘလို့ကျောင်းရဲတော့မသိရပါမယ်ကျုပ်ရဲ့ညာဘက်လမောင်းမှာထည့်ထားတဲ့စေပိုင်တစ်လုံးကအခုထူးခြားတော့မှမဟုတ်နမိတ်ပြတာလားတော့မပြောတတ်ဘူး ကျုပ်လက်ကအတော်လေးသက်သာနေပါပြီ။ကြီးဆက်အောင်လေး။အမောင်ရင်နားစရာနေရာတစ်ခုစီအမြန်ရောက်မှဖြစ်မှာ။အိုးရင်ကျုပ်တို့တွေမြေကြီးပေါ်မှာပဲညာရင်နေရလိမ့်မယ်။ဒါဆိုလဲကျုပ်တို့ခီးဆက်ကြတာပေါ့။ဆရာလက်အရန်ကြီးကြိုက်လာရင်တော့ကျုပ်ကိုပြောလို့ဆရာ။သက်သာနေပါပြီကိုဖို့တရား။သွားစရာရှိတာပဲသွားကြပါစို့။ဒီလိုနဲ့ကျုပ်တို့ဆရာတွေပဲနေရာကိုခီးဆက်ခဲ့ကြပြန်တာပေါ့။ကံမြားကောင်းကျင်တော့နေမဆောင်ခင်ရွာလေးတွေ့အောင်ရောက်ခဲ့တယ်။ ချစ်ဆက်လည်းမတော်နိုင်တော့တာမူဆံရပိုင်ရာတွေစီမှာခွင့်ပန်ပြီးရွာပြင်ကဇေယပုံမှာပဲတညတာတဲခုပူစီစဉ်လိုက်ရတော့တယ်။ကဲကိုဖိုးဒီဆံရပိုင်ရာတွေစီတော့ခွင့်တောင်းပြီးသွားပြီ။တုတ်တို့ဒီဝါမှာပဲအနားယူကြရအောင်။ဆရာအစဉ်ပြေလို့တာလို့ပါ။ဆရာပိုက်စာနေပြီလား။ကျုပ်ဆရာစာဖူးဘာပြင်ပေးရမလဲ။ဒီပါဇီရောဗျာ။ကျုပ်နားကျင်နေပြီမို့စောစောပဲနားလိုက်တော့မယ်။ဟုတ်ဆရာအေးစေးနော်။ ကျုပ်ဆောင်ပေးထားမေကျုပ်ရဲ့ညာဘက်လက်ကိုကျန်တဲ့လက်တစ်ဖက်နဲ့ဖိထားရင်အိပ်ပြုံအောင်ကြိတ်မိပြီးအိတ်လိုက်တယ်လက်ကိုက်တဲ့တန်ကအချင်းမပြောက်သေးတော့အတော့ကိုနေရထိုင်ရခက်တယ်မျက်လုံးကိုမှိတ်ပြီးအိပ်ဖို့ကြိုးစားပေမယ့်ကျုပ်ရဲ့အာယုံထဲမှာညီမလေးနဲ့အမေတို့ရဲ့ပုံရိပ်တွေကထင်သာပေါ်ပေါ်လာတာမှုပုံကောင်းအေးလို့မရပေမကြမကြာလန်နှိုးနေတယ်ဟုတ်ဘလို့မှကိုအေးလို့မရတာပါကူဖို့တည်းဟာဆရာအင်းပြောလို့လားကျုပ်ဘာလို့ပြရမလဲဆရာ နေပါစီတော့ကိုဖိုးတရကျုပ်ပင်မဲနေပင်မဲလေးဘလုံမှောက်ကိုအနားယူလို့မရဖြစ်နေတာကိုဖိုးတရနားရင်နားနေလေကျုပ်မနာသေးပါဘူးဗျာကျုံနားနေတော့ဆရာတစ်ခုဖြစ်သွားရင်ဘလို့လုံးမလဲဆရာရဲ့ပြောမရရင်လည်းမပြောတော့ဘူးဗျာကိုဖိုးတရကြိုက်လို့တော့လုံးတော့ပြူကျုပ်တို့ဆရာတပည့်ဇေယျပေါ်မှာထိုင်ရင်ကောင်းကင်ကြီးကိုမောကြည့်နေမိတယ်ဆရာဒီညတာရဲလာမင်းကြီးဟာတိတ်ကိုအေးချမ်းတာပဲနော် ီလိုအချိန်မျိုးမှာဆရာရဲ့ချီဦးမလွမ်းဘူးလားယင်မလွမ်းဘူးဆိုပြီးပြေးလိုက်ရင်လေကြုတ်လင်းရကြအောင်မယ်ဘန်းပေမဲ့လေကျုပ်တို့တွေကနောက်တစ်ချိန်ပြန်ဆုံဖို့အခွင့်အရေးမှမရှိနိုင်တော့တာပဲလေကိုဖိုးတွေဟာဒီလိုပါပဲဆရာရဲ့ဆရာတို့ပြန်ပြီးတွေ့ရင်လေတွေ့နိုင်သေးတာပဲလေကိုဖိုးတွေပြောလို့မျှော်လင့်ရတာပါပဲတိမ်ထုတွေထဲကထိုးထွက်လာတဲ့လာမင်းကြီးကိုကြည့်ရင်ကျုပ်ရဲ့မျက်ဝန်းအင်တွေကမျက်ရည်စတွေဟာပေါပြင့်ပေါ်ကူတလေးလေးစီးကြလာနေခဲ့တယ် အာကို့ဆရာကငိုတော့ငိုနေပါလားကျုပ်မငိုပါဘူးကိုဖိုးတေဟာကျုပ်မငိုပါဘူးဆရာကလေမငိုဘူးသာပြောတယ်ဆရာမျက်လုံးတွေကမျက်ရည်တွေကစီးကြနေတယ်ငိုတော့ဘူးဗျာမငိုတော့ဘူးကိုဖိုးတေနဲ့အတူထိုင်နေရတာကျုပ်အိဆက်အနားယူနေရကူခမန်းကဒန်ထလာခဲ့လိုက်တယ်စပီးထိုင်နေရင်အဲ့လူကကျုပ်ကိုပို့ပြီးငိုချင်လာအောင်လုပ်လိုက်မယ်ဆိုတာကျုပ်သိတာပေါ့ ုတ်တော်နာပြီကိုဖိုးတေစောစောနောင်းလို့ဟုတ်ပြီဆရာကြီးစိတ်ကြလက်ချတာနားပြန်ဟာအဲ့နေရင်းနဲ့လေခုံးကိုမနေနဲ့ဦးမြအာကျုံမူပါဘူးဆိုကိုဖိုးတေဟာပြောမိတာပြောရတာကျုပ်ရဲ့ရှစ်သူကလျာတယောက်စင်မပြေပါမလားဆိုတဲ့စိုးရင်စိတ်တွေကခေါင်းထဲကိုဝင်လာပြန်တယ်တပြင်းရှိကြီးတစ်ချက်ကိုချလိုက်ပြီးမျက်လုံးကိုစုံမိတ်ကအိပ်ပျော်အောင်အေးရင်အနားယူခဲ့လိုက်တော့တယ်ဆရာဆရာထားတော်လီဗျာ နေတော့တော်မြင့်နေပြီကျုပ်တို့ခီးဆက်အောင်မယ်လေဆရာအဲ့ရကနိုးလာရင်စားဘူးကျုပ်စင်သင့်ပြင်ပေးထားတယ်အားရှိသွားအောင်စားလိုက်အောင်အင်းဟုတ်ပြီကိုဖိုးလေးကျုပ်စားလိုက်ပါမယ်ကိုဖိုးလေးရဲ့အတန်ကြောင့်အဲ့ရကနိုးလာတော့ကိုလည်းတန့်စင်ပြီးပြင်ဆင်ပေးထားတဲ့စားစရာတွေကိုစားလိုက်တယ်စားလို့တောက်လို့ပြီးသွားတော့ရောင်ကိုင်းနေတဲ့ကျုပ်ရဲ့ညာဘက်လမောင်းကအကောင်းဘက်ကလေးအတိုင်းပြန်ဖြစ်နေတာကိုတွေ့ရတာမို့စိတ်ထဲမှာတော်တော်ပျော်သွားတယ်ကဲကိုဖိုးလေး တုတ်တုတ်ခီးဆက်ကြစို့ဗျာအမေငါ့ဆရာကမင်းညားကားနဲ့မတူပဲလမ်းဆန်းတက်ကြွနေပါလားတခုတော့တခုပဲနော်မင်းညားကအိမက်ထဲမှာအမတန်ချိုးလာလုံးနဲ့ဥစ္စာဆောင်ပါလေးတွေနဲ့တွေ့ခဲ့လို့လားဒါမှမဟုတ်သူရောင်မယ်လေးတွေနဲ့များတွေ့ခဲ့လို့လားနော်ပေါ့ပေါ့ချာချာကိုဖိုးတရားသူနဲ့မှလည်းမတွေ့ခဲ့ပါဘူးတကယ်ဒီလိုအချိန်ဆွဲနေတာနဲ့ပဲနေမြင့်လာပြီ နေတော်ဘူးမလားခင်ခီးဆက်ရအောင် ုတ်တို့ဆရာတပည့်လည်းမုန်းတဲ့မတိုင်ခင်မိမတိရွာလေးရဲ့ဇက်ပေါ်ကနေခီးစက်ခဲကြပြန်တယ်။ပူပြင်းလာတဲ့အပူတံကိုအတူရင်ရွာစီရိုးရဲ့ခလန်းလန်းကနေပဲပြွာပြီးတွေ့အောင်ဖြတ်တန်းခဲ့တော့တယ်။ဆရာကျုပ်တို့ဘာလို့ရွာလေးကဖြတ်ပေးရွာစီရိုးတွေခလန်းလန်းကနေတွားနေရလဲဗျ။ကျုပ်တို့လိုအောင်လန်းပြင်ကြတဲ့တွေကရွာလေးတွေ့တိုင်းဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မရဘူးဆိုတာကိုဖိုးတွေလည်းသိရတာနေ။ဘာလို့ဖို့မင်းနေရုံဗျ။ဒါတော့ဒါပေါ့ဆရာကြီး အခုကကျုပ်တော့ကိုပင်မနေပြီ ရေစာနေလို့ပါကျုပ်တို့ပါလာတဲ့ရေတွေကလေဆရာနဲ့ကျုံးတဲ့တောက်လို့ကုန်းတလောင်နီးပါဖြစ်နေပြီတကယ်လို့များရွာတရွာတွေကိုဆရာဝင်မယ်ဆိုရင်ကျုပ်ကရေလေးရိတ်ခါလေးဖြည့်တင်းလို့ရအောင်မေးတာပါဆရာရဲ့ဩအဆောက်ကလေးကဆရာကြီးပါလာတဲ့ရေတွေကုန်းတော့မယ်ရှင်နာကရွာတရွာမှာကျုပ်တို့ခဏလောက်နားရအောင်လို့ပြောရင်ပြီးနေရဟာဘူးကျုပ်လည်းဧည့်သည်ဘုံနဲ့ပြောတာပါဆရာရဲ့နောက်တစ်ရွာရောက်မှလိုအပ်တာတွေလုံးတော့ကိုဖို့တယ် ။အခုတော့ကြံနေတဲ့ရေကိုရွှေ့ပြီးတောင်းနေမဆောင်ခင်တော့ရွာတရွာကိုတွေ့ကောင်းပါရဲ့။ကျုံနဲ့ကိုဖိုးတီတို့စကားတပြုံပြုံနဲ့ခီးဆက်လာခဲ့ကြရာမကြခင်မှာပဲကျုပ်တို့ချင်းသားစီကရွာတန်းလေးကိုမြင်လိုက်ရတယ်။ဒါကိုမြင်တော့ကိုဖိုးတီကဝမ်းသာအားရနဲ့ကျုပ်ချင်းကနေတုတ်ချီတီးပြီးပြေတော့တယ်။ဟဲ့လူကိုဖိုးတီကျုပ်ကိုဆောင်းလေဗျာ။ကျုံတော့ကတော့အမိလိုက်ခဲ့တော့ဆရာကြီးကျုပ်ကတော့အရင်သွားနေပြီဗျို့အာဒီလိုဘလို့မဟုတ်ပြောလို့မရပါလား ကျောက်ရှိကဒေယောတပါပြေးသွားတဲ့ကိုဖိုးတွေကိုတားချိန်တော့မရလိုက်တာမူနောက်ကနေပဲအမိလိုက်ရတော့တယ်။ရွာထိပ်ကဇေယျဦးလေးစီကျောက်ရောက်သွားတော့ဇေယျပေါ်မှာခံသားထိုင်နေတဲ့ကိုဖိုးတွေကိုတွေ့ရတယ်။ဆရာကလည်းကြားလိုက်တာဗျာ။ကျောက်တောင်ဆရာကိုဆောင်ရင်အမောပြေးနေပြီ။ကျောက်ကအေးစေးချောက်လာတာကူဗျာ။ဒီညတော့ကျောက်တို့ဒီဇေယျလေးမှပဲနားကြရအောင်လေ။လူဝက်တာတွေကိုတော့မနှက်ဖြတ်မှပဲရွာလေးကိုသွားပြီးဝဲကြတာပေါ့။ อืมဒါဆိုရင်ကျုံညစာအတွက်စင်စင်ပြေထားလိုက်မယ်ဆရာကြီးကောင်းပြီဗျာကျုံလေခဏလောက်နားအောင်မယ်ဇေယအောင်မှာမိမွေးဖို့ပြင်နေတဲ့ကိုဖိုးလေးကိုထားခဲ့ပြီးဇေယဘုံကိုတက်လာခဲ့လိုက်တယ်စိုက်မောင်ဒီဝါရဲ့အလဲဘိုးနားစီကအားလုံးပြင်းတဲ့စွမ်းအားတရှိကိုအာယုံခံမိဘလို့ရာမျိုးဖြစ်မလဲဆိုတာတော့စိတ်ဝင်စားစရာပဲတလန်းလုံးတိတ်ဆိတ်နေတဲ့ဗျက်ကစီကဒီလိုစကားမျိုးကြားလိုက်ရတော့ကျုပ်တော်အံ့အားသင့်မိတယ် ဘလို့အရာမျိုးလဲဆိုတာခင်ဗျားသိနိုင်လားဘလို့အရာလဲဆိုတော့ပြောပြဖို့ခက်လိမ့်မယ်မနေ့ပြန်တူတွေရွာလေးကိုဝင်มาပေးအဲ့တော့မှဘလို့အရာမျိုးဖြစ်မလဲဆိုတာကြည့်ကြတာပေါ့ဟုတ်ပြီလေမနေ့ပြန်มาပဲတွားကြည့်ကြမယ်ဘုံညကိုတော့အေးစစ်စစ်လေးအနားယူကြတာပေါ့အဲ့ဒီညမှာပဲရွာလေးရဲ့လေဘူအနားစီကသူစမ်းတဲ့ဆက်အောင်စုံတွေဖျားထွက်နေတာကိုတွေ့လိုက်ရပြန်တယ်တာမန်လူတွေကမမြင်ရပေမဲ့ကျုပ်တို့လိုပညာသည်တွေကတော့ချင်းချင်းလင်းလင်းကိုမြင်နေရတယ် တုတ်တသက်နဲ့တခါမမြင်ဘူးတဲ့အယောင်သွေးနဲ့ဆက်ပြီးဟူထမ်းကြည့်ရင်အတော့ကိုညင်းနှက်မှပဲအေးရဝင်ခဲ့တော့တယ်။ထုံးစံအတိုင်းလင်းကျက်တုံတန်းကြားရတာနဲ့ကျုံမျက်လုံးတွေကအလိုလိုပွင့်လာတယ်။ကိုလည်းတန့်စင်ပြီးမနှက်စာဖြစ်မင်းလျှောက်ကြုံနဲ့စိတ်သားလျှောက်တွေကိုစားလိုက်ကြပြီးတဲ့နောက်ဆရာပန်ရတွေကိုခွင်တောင်းကရွာကလေးတွေကိုဝင်လာခဲ့ကြတယ်။ရွာလေးရဲ့နံမီကမြားပလဲရွာတွေရွာဝင်မှာတော့အညာတလေအတိုင်းရေချမ်းအိုးလေးတွေထားထားတာကိုတွေ့ရတယ်။ ရွာထဲကိုဝင်လိုက်တဲ့အချိန်မှာပဲတူရဲ့ညာဘက်လက်မောင်းတွင်မှရှိနေတဲ့စေပိုင်တလုံးကလှုပ်ရှားသွားတယ်လို့ခန်းစားလိုက်ရတယ်။စိုက်မောင်းအခုတော့မင်းလေအေးအေးဆွမ်းအားကိုခန်းစားမိပြီလား။တူခန်းစားမိတယ်။တူရဲ့စေပိုင်တလုံးကိုတော့လှုပ်လှုပ်ရှားရှားဖြစ်သွားစေနိုင်တဲ့ဆွမ်းအားမျိုးဆိုတော့ဘလို့ဆွမ်းမျိုးလဲဆိုတာတူအရင်သိကျင်နေပြီပြက်ကရ။တူရဲ့ခြေလှမ်းတွေကတာမန်ထက်ပုံပြီးတွက်လက်နေရဲဆိုတာတူကိုယ်တိုင်တော့သတိမထားမိခဲ့ဘူး။ဝယ်စရာရှိတာတွေကိုနောက်မှပဲဝယ်မယ်လေးဆိုတဲ့အတွင်းနဲ့ မြောက်ပလဲရွာရဲ့အလဲပူဦးသားမြန်ရောက်အောင်တွားနေမိတော့တယ်။မြောက်ပလဲရွာအလဲကူတော့ရောက်ပြီ။ကျုပ်တို့ဆရာတပည့်နှစ်ယောက်သားရောင်းလေလေနဲ့ဟူကြည့်တီကြီးလုံနေတော့အသက်ခကြီးကြီးအဘိုးတို့တယောက်ကအတင်းဆွဲခေါ်သွားတာမူခေါ်ဆောင်ရအနောက်ကိုဒီ ਉ တိုက်ပါသွားရတော့တယ်။လူလေးတို့လာကြလာကြ။မြောက်ပလဲရွာကိုရောက်တုံးရောက်ခိုက်။မြောက်ပလဲရဲ့နာနန်းဆောင်ကိုဝင်ကြည့်သွားကြကွ။နန်းဆောင်တဲ့ကိုရောက်တော့ကြီးမားတဲ့နဘလူးရုပ်ထုကြီးကိုတွေ့လိုက်ရတယ်။ W ရုပ်ထုကြီးရဲ့နှစ်ဖူးလေတက်တက်မှာအယောင်တလက်လက်တောက်နေတဲ့နှက်ရောင်ကြောက်လေးတစ်လုံးကိုတွေ့လိုက်ရတယ်။ကျုပ်တို့ခေါ်လာတဲ့အဖူးကတော့ညပလေးရွာရဲ့တမိုင်းကိုပြန်ပြောပြနေတာပေါ့။ကျုပ်တို့ကို ပြောပြနေပေမဲ့အယောင်သွေးတစ်ဖြစ်ဖြစ်နဲ့တောက်ပနေတဲ့အနှက်ရောင်ကြောက်တုံးလေးကိုသာကျုံမြတ်တောင်ကမခတ်တန်ကြည့်နေမိတယ်။ဆရာကျုပ်တို့ဝယ်စရာတွေရှိသေးတယ်လေ။သွားကြရအောင်ဗျာ။အော်အင်းကိုဖို့လေ။ပြီးပြီဆိုရင်လည်းသွားကြရအောင်လေ။ ကိုဖိုးတေရဲ့အတန်ကြားလိုက်ရတော့မှသတိပြန်ဝင်လာခဲ့ပြီးတုတ်တို့ဆရာတွေမြောက်ပလေးရန်နာနန်းဆောင်တွေကနေထွက်လာခဲ့ကြတယ်။ဒေါက်တာလန်ခီမာလိုအပ်မဲ့ထင်တာတွေဝယ်ရင်ညနေဆောင်သွားတော့တယ်။ဆရာတုတ်တို့ဒီညလေဒီရွာမှာပဲတဲခိုရောက်မဲ့ထင်တယ်။ညနေလေဆောင်းပြီဆိုမှတော့ဒီလိုပဲလုံုံရှိတာပေါ့ကိုဖိုးတေဟာတောင်းနဲ့ဆရာကိုပြောမယ်နေ့လေကတွေ့ခဲ့တဲ့အဘိုးကြီးလေးတိရမလားကျုပ်တို့နဘလူးရုပ်ထုကြီးတွေအကြောင်းရှင်းပြတဲ့လူကြီးမလား ဟုတ်ပါဆရာကြီးအဲ့ဒီဘိုးကြီးကကျုပ်တို့ပြန်ကနေဘာပြောတယ်မှတ်တော့ကျုပ်တတိမထားမိတော့အသေးချာမကြားလိုက်ရဘူးကိုဖိုးတွေကဒီလိုဆရာကြီးနန်းဆောင်ကြီးကိုပြုတ်ပြင်ဖို့ရာအလှငွေလက်ခံပါတယ်ဆိုလို့ငွေတရာလှူခဲ့ရသေးတယ်ဗျ။အော်ဘာများလဲလို့ကိုဖိုးတွေကအခုကိုဖိုးတွေမှာတုံးစရာမကြံတော့လို့လားကျုပ်ပေးမှာပေါ့ဗျာကျုပ်ကပေးခဲ့ရလို့ပြောတာမဟုတ်ပါဘူးဗျာအခုကအဲ့ရဘိုးကြီးကတက်တက်လူလဲကြောင်းလို့ပြောတာပါဆရာကြီး ငွေလေးတရာနဲ့တော့မပြောပါနဲ့တော့ကိုဖိုးတရာမေ့ပြောပြောပဲထားလိုက်စမ်းပါကျုပ်တို့ဆရာတပည့်စကားချစ်တင်ပြောလာကြရင်ရွာပြင်ကဇရက်ဦးလေးစီကိုတော့ပြန်လေရောက်လာကြပြီမနေ့ပြန်မနေ့စောစောမှာကျုပ်တို့တွေခီးဆဲရမှာမူညာစောစောစားပြီးကိုစီအိတ်ရဝင်ခဲ့ကြတော့တယ်အကြခင်မှာကျုပ်တို့ဆရာတပည့်စီကိုကံကြမ္မာဆိုးကြီးတစ်ခု ရောက်ရှိလာမယ်ဆိုတာကိုတော့မသိခဲ့ဘူးပေါ့လေဒီကောင်တွေပဲတည်း မင်းကရွာလေးကိုလာပြီးမဦးမလင်းနေရပလေးရန်တာနန်းဆောင်လေးကိုဝင်သွားတာဒီနှကောင်ပဲပြောင်းလီထားကြစမ်းထားကြစမ်းစူညဉ့်ညဉ့်အတန်တွေကြောင့်ကျုပ်တို့ဆရာတွေပဲနေအောင်အိပ်ပျော်နေရကနိုးလာခဲ့တယ်ဇေယောင်းမလေးမြပလေးရွာကရွာသားတွေဖြစ်ရန်တူတယ်တထင်းမလေးတုတ်တွေဓာတ်တွေကိုစီကိုင်းလို့ကြည့်ရတာရွာထဲမှာပြဿနာတခုတော့တက်နေပြီဆိုတာကျုပ်ရိတ်စားမိလိုက်တယ်ဒီကောင်ကြီးတို့ကဘာကိစ္စများရှိလို့ပါလဲ အော်မာအခုမှလာပြီးမသိကြအောင်စောင့်နေတယ်ဟုတ်လားအေးပေါ့လေအခိုးကတော့ခိုးတယ်လို့ဘယ်ဝန်ခံပါမလဲဘာကွာဟေ့ဟေ့ငါဆရာကိုဘာစကားပြောလိုက်တာလဲအခိုးမို့လို့တခိုးလို့ပြောတာဘာနာဆရာရှိလို့လဲကွာငါလုံးဝတော့မေးတေတော့မယ်နော်ဟေ့ကောင်ကဲပါကိုဖိုးတရားစကားများမနေပါနဲ့တော့နေနေကြပါအောင်ကွာပို့အောင်ထုံးပါမင်းကလည်းအပြောစို့ကိုမတက်တဲ့ကောင်းပဲကွာ ကိုဖိုးတင်ရဲ့မြောင်ပလဲရွာသားထိုးမောင်ဆိုသူတို့စကားများနေခိုင်းဒိုထဲကခေါင်းမွေးတွေတောင်ဖြူစွနေတဲ့လူကြီးတယောက်ထွက်လာပြီးတားလိုက်လေတယ်။အဲ့ဒီလူကိုကြည့်ရတာဥပရိယုတ်ကောင်းကောင်းနဲ့မှုဒီရွာရဲ့လူကြီးဖြစ်ဟန်ပဲ။ဒီကမောင်ရင်တို့ကခီးသွားတယ်တင်တယ်။ဘင်းမလေးအထုပ်တွေပိုးတွေနေ။ဟုတ်ပါတယ်တကြီး။ကျတို့ကနေလှည့်ပြီးဆေးကုနေတဲ့ဆေးဆရာတွေပါ။တောင်းနဲ့ဘာကိစ္စများရှိလို့ပါလဲ။အင်းကျုပ်ကိုမြင်တာနဲ့ဒီရွာရဲ့တကြီးမန်းတန်းတိတာဆိုတော့ မောင်ရင်ရဲ့လူကဲခတ်တဲ့ရေချင်းကလည်းမညံ့ပေဘူးပဲ။ဒါရင်ကိစ္စကိုသာပြောပါသည်ကြီး။ဒီကလူတွေကရောဘာကြောင့်ကျုပ်တို့ဆရာတပည့်ကိုတခိုးတွေလိုဆွဆွဲနေရတာလဲ။ကဲပါလီဒီလိုကိစ္စမျိုးဒီနေရာမှာပြောလို့မသင့်ပါဘူး။ကျုပ်တို့နဲ့အတူရွာလေးကိုလိုက်ခဲ့ကြပါ။ရွာလေးရောက်မှကြောက်ရင်မှအေးစစ်စစ်အနားယူရင်ပြောကြတာပေါ့။ကျုပ်တို့ကိုမသင်ကြလို့စစ်စစ်မေးမြန်းကျင်နေဆုံးလေ။ပွင့်လင်းလင်းပြောပါသည်ကြီး။ကျုပ်တို့မကုမခံပဲအသာကြီးလိုက်ခဲ့မှာပါ။ အဲ့လိုမဟုတ်ပါဘူးဆရာတို့ရေပြုတ်လို့ရောမှာဖြစ်သွားတဲ့ကိစ္စကိုဆရာတို့နဲ့လည်းတိုင်မရင်အကူအညီလေးတောင်းချင်လို့ပါတကြီးကတော့ရှိုးတတာပြောနေပေမဲ့တကြီးနောက်ကရွာသားတွေကပြုတ်လို့ဆရာတပည့်ကိုစမတက်ဝါမတက်အကြည့်တွေနဲ့စိုက်ကြည့်နေကြတယ်ဒီကောင်လေးဘာရက်ကြည့်နေကြတာလဲဆရာတို့ရဲ့ထုတ်ပိုးတွေကိုကူတယ်ပေးလိုက်ကြလေကွာတကြီးကဟောက်လိုက်တော့မှရွာသားတွေကချစ်ခေါကျုံမျက်နှာတွေနဲ့ပြုတ်လို့ရဲ့ထုတ်ပိုးတွေကိုဝိုက်တယ်ကြတော့တယ်နောက်ဆိုဆရာတို့ ကျုံနဲ့အတူရွာလေးကိုလိုက်ခဲ့ကြပြန်။အေး၊သွားကြစို့။ကျုံတို့ရွာလေးကိုရောက်တော့ရွာလေးလမ်းမကြီးအတိုင်းဝင်လာကြရင်မြောက်ပလဲရန်နာနန်းဆောင်ရှိကဖြတ်သွားမိကြရင်နန်းဆောင်လေကနဘလူးရုပ်ထုကြီးရှိအောင်လှမ်းကြည့်မိတယ်။နဘလူးရုပ်ထုကြီးရဲ့နဖူးပေါ်ကအနဲ့ရောင်ကျုံတုံးလေးမရှိတော့တာကိုတွေ့လိုက်ရတယ်။ဒါဆိုတော့အဲ့ဒီကျုံတုံးလေးကိုကျုံတို့ဆရာပဲခိုးတယ်ထင်ပြီးအခုလိုခေါ်လာတာပဲဖြစ်ရမယ်။မြောက်ပလဲရန်နာနန်းဆောင်ကိုကြောလာခဲ့ပြီးတော့ရင်မြောက်ကမြောက်ပလဲရွာကြီးရဲ့အိမ်ပဲ။ ကဲဆရာတို့လာကြဗျာဒါကြုတ်ဝင်ပဲဆရာတို့စိတ်ချမ်းသာလို့ဒါလို့လည်းလည်းနေကြနော်ဘာမှအားနာစရာမလိုဘူးဒါဆိုလေအဓိကလုံရင်းကိုပဲဆက်သွားရအောင်တကြီးရကျုပ်တို့ကိုခေါ်လာတာနဘလူးရုပ်ထုကြီးရဲ့နှစ်ဖူးမှရှိတဲ့ကြောက်တုံးလေးပျောက်သွားလို့မလားမှန်တိုင်းပြောရရင်အဲ့ဒီကြောက်တုံးလေးကိုကျုပ်တို့မြူတာအမှန်ပဲတကယ်လို့တကြီးကမယုံကြည်နိုင်သေးဘူးဆိုရင်တော့ကျုပ်တို့ဘက်ကတစ္ဆာရီတောက်ဖို့လေဝင်မလေးဘူးနော် င်ကျုပ်တို့ရောက်လာတဲ့ဧည့်သည်တွေကိုဒီလိုဆွဆွဲတာမျိုးကျုပ်လည်းမလိုလားပါဘူးဆရာတို့ဘက်ကတက်နိုင်တဲ့နီးလေးများရှိရင်ကျုပ်တို့ကိုအကူအညီပေးကြပါလို့ပဲရှင်းမျက်နှာနောက်ထပ်ပြီးပြောပါရစေအာတကြီးကလေဒီအောင်လေးကတခိုးလေးဆိုတာတေချာပါလေဆိုဗျာဒီအောင်ထုံးပါမင်းမဆက်ကိုခဏလေးပိတ်ထားစမ်းအခုထိလူကဲမခတ်တတ်သေးဘူးလားကွာဒီကဆရာတွေကတခိုးတွေမဟုတ်ဘူးကွာကျေးဇူးရှင်တွေကျေးဇူးရှင်တွေ ။ငါတို့ရွာကပျောက်သွားတဲ့မူရပလဲကိုပြန်ချပေးမယ်။ကျေးဇူးရှင်လေးကွာ။အဲ့တော့မင်းသိလား။တကြီးကဒေါသတန်နဲ့ပြောလိုက်တော့မှထုံမောင်းဆိုတဲ့လူငြိမ်းချသွားတယ်။ဒီတော့ကျုပ်တို့ကတကြီးတို့ရွာကပျောက်သွားတဲ့မူရပလဲကိုပူချပေးရမယ်ဆိုပါတော့။ဟုတ်ပါတယ်ဆရာ။ကျုပ်တို့ကိုကူညီပေးကြပါနော်။ကောင်းပြီလေ။ကျုပ်တို့မြာပလဲရန်နာနန်းဆောင်ကိုအခုပဲသွားရအောင်။ဘာကိုမှတော့ထီထားတာ၊ကင်ထားတာ၊နေရာရွှေထားတာတွေမလုပ်ထားပါဘူးနော်ကြည်။ ဘာမှမလုပ်ထားပါဘူးဆရာရွာတွေကလူတွေကိုတော့အဲ့နာကိုကတ်ခိုင်းထားပါဘူးကောင်းတယ်တကြီးတိတ်ကောင်းတယ်မဟုတ်ရင်ကျုပ်တို့ရဲ့ပညာစွမ်းနဲ့အစနာဖော်လို့ရမှာမဟုတ်ဘူးအချိန်ဆွဲမနေတော့ပဲကျုပ်တို့ကမျက်မုံးကျုံနေတဲ့ရွာသားတွေနဲ့တကြီးကိုခေါ်ပြီးမြပလဲရန်နာနန်းဆောင်ရှိရာကိုထွက်လာခဲ့ကြတယ်နန်းဆောင်ကိုရောက်တော့တကြီးမိန်ထုတ်ထားလို့လားမသိဘူးလူသူတယောက်မှ ရှိမနေခဲ့ဘူးဘလူရုပ်ထုကြီးကိုကြည့်လိုက်တော့နှစ်ဖူးမှရှိုက်ဝင်နေတဲ့နေရာတစ်ခုတွေ့ရတယ် အဲ့ဒီနေရာမှာရှိတဲ့နေရောင်ကြောက်တုံးလေးကိုအသေးချာကိုခွာယူသွားတာပဲကြီးမာတဲ့နေရုပ်ထူကြီးရဲ့နှစ်ဖူးနေရာကိုရောက်ဖို့အတော်လေးမြင့်နေတာမန်လူတယောက်သာဆိုရင်နေရုပ်ထူကြီးဘုံကိုတက်ပြီးမှပဲနှစ်ဖူးကကြောက်ကိုခွာယူနိုင်လိမ့်မယ်အခုတော့နေရုပ်ထူကြီးဘုံကိုတက်ခဲ့တယ်ဆိုတော့ရှီယာလက်ရလည်းမရှိတော့ဘူးစဉ်းစားကကြက်နေတော့တယ်ဆရာတို့တခုထူးခြားတာများတွေးမိသေးလားအခုထိတော့ဘာတဲလို့ဇာမမရသေးဘူးကြည် ်သူတို့ဘက်ကလည်းအတက်နိုင်ဆုံးစူးစမ်းပေးမှမူစိတ်ပူပါနေ။ဒါနဲ့ဆရာမင်းကကျုပ်တို့ရွာထဲလာတော့ကဒီနန်းဆောင်မှာတွေ့ရတဲ့ဘူးကြီးကိုရောတွေ့ပါလား။အဲ့ဒီလူဖျောက်သွားလဲမသိဘူးနော်။ကိုဖိုးရီပြောမှပဲမင်းကဘူးကြီးကိုသတိရသွားတယ်။ဟုတ်သားတကြီးကမင်းကကျုပ်တို့ရွာထဲကိုဝင်လာတော့ဒီနန်းဆောင်ရှိရောက်တဲ့အခါမှာနန်းဆောင်တွေကဘူးကြီးတယောက်ထွက်လာပြီးကျုပ်တို့ကိုဒီနေရုပ်ထူကြီးအကြောင်းကိုရှင်းပြသေးတယ်။ကျုပ်တို့ရဲ့တော်လူငွေတရားထည့်ခဲ့သေးတယ်ဆိုပဲ။ အဲ့ရဘူးကြီးနဲ့ကျုပ်တို့တွေ့ကျင်တဲ့တကြီးဟာဘလို့နန်းဆောင်လေကအဘူးကြီးထွက်လာတယ်ဟုတ်လားမောင်ရင်ဟုတ်တယ်လေတကြီးဟာကျုပ်တို့ကနန်းဆောင်ကိုဆောင်ရတဲ့လူမှတ်တာကျုပ်စီအရောင်နန်းဆောင်ပြဖို့ဆိုပြီးအလှခံသေးတယ်မောင်ရင်တို့တခုမှားနေပြီထင်တယ်ရွာတွေကဘသူမဆိုဒီနန်းဆောင်လေကိုကြိုက်တယ်လို့ဝင်ထွက်သွားလာလို့ရအောင်အဆောင်နေပါလိမ့်မထားပါဘူးကွယ်အာဒါဆိုတော့တေချာပြီးဆရာကြီးမနေ့ကကျုပ်တို့နဲ့တွေ့ခဲ့တဲ့အဘူးကြီးကတခုပဲဖြစ်ရမယ် ရွာလေးကိုကျုပ်တို့ဆရာပဲဝင်လာပြီးတဲ့နောက်ဆရာကနန်းဆောင်လေးကိုအကြာကြီးစိုက်ကြည့်နေမိတာမှတ်မိသေးလားဆရာကျုပ်မှတ်မိပြီကိုဖို့လေကျုပ်အကြာကြီးကြည့်နေတော့နန်းဆောင်လေးကအဲ့ဒီဘူးကြီးထွက်လာတာပဲလေအဲ့ဒါပဲလေဆရာရေကျုပ်တို့ဆရာပဲကသူ့အဲ့ဒီကြောင်တုံးကိုခိုးမဲ့အချိန်ကွက်တီကိုရောက်သွားမိလို့ကျုပ်တို့ကိုအာယုံလွှဲတာဖြစ်လိမ့်မယ်ဆရာရေဒီလိုနေရာကြတော့လေကိုဖို့ရဲ့စဉ်းစားနိုင်စွမ်းကိုချီးကျူးမိသေးတယ်တိတ်တော်လေကိုဖို့ဒီအခုတော့ကျုပ်တို့ရေးလိုက်မလွဲတော့ဘူး အဲ့လူကလည်းကျုပ်တို့လိုပညာသင်ပေးဖြစ်လိမ့်မယ်ဗျ။သူ့ရဲ့ပညာအငွေ့တက်ကိုကျုံမသိအောင်ဖျောက်ထားနိုင်တဲ့အဲ့လူကိုကြုံရမ်းတွေ့ကျင်နေပြီ။ဆရာဆရာဒီလိုစကားမျိုးမကြားရတာအတော့ကိုကြားပြီးတော့ကျုပ်အဲ့လူနဲ့ပညာပြန်ကျင်လုံးလာလို့ပါကိုဖိုးတွေဟာဆရာတို့တခုတည်ရပြီလားယင်။ကျုပ်တို့ဆရာတွေနှစ်ယောက်စကားကောင်းနေတာနဲ့ပဲဘေးမှာရှိနေတဲ့တကြီးတို့ကိုမေ့နေတယ်။တည်ရပြီတကြီးရေ။အကြခင်မှာပဲတခိုးကိုလက်ရောက်ဖမ်းဆီးနိုင်တော့မှာပါ။ ဝမ်းသာလိုက်တာဆရာတို့ရေဝမ်းသာလိုက်တာတကြီးကိုစိတ်ပူဖို့ပြောလိုက်ပြီးကျုပ်ရဲ့ပညာစနေတဲလုံစားရအောင်ချားတော့တယ်မြင်ဆက်ဖွင့်ပြီးနန်းဆောင်တွေကနေရာအနှက်ကိုလိုက်ကြည့်မိမှနဘလူရုပ်ထုကြီးရဲ့ရှေ့မှာအင်းတချို့ကိုပြားချထားတဲ့ရှီယာလက်ရာတွေ့ရတယ်ခိုးသွားတဲ့လူကပြပြရီကိုခိုးသွားနိုင်တာပဲဒါဆိုတော့ခိုးယူသွားတဲ့လူကပညာတဲ့တယောက်ဆိုတာသိချားနေပြီသူကရောနဘလူရုပ်ထုကြီးရဲ့နှစ်ဖူးကကြောက်ကိုပါလို့ဖို့ခိုးရတာလေ အဲ့ဒီကြောက်ကရောဘလိုမျိုးစွန့်တွေရှိနေရလဲကျုပ်ရဲ့ညာဘက်လက်မောင်းမှာရှိနေတဲ့စေပိုင်တလုံးနဲ့ရောဘလိုဆက်ဆက်မှုရှိနေရလဲကျောက်ကောင်းထဲမှာမေးခွန်းတွေတက်စီပြီးပေါ်လာတယ်တကြီးကြောက်သွားတဲ့ကြောက်တုံးအချောင်းကိုကျုပ်တို့တေချာသိကျင်နေတကြီးကဒီဝါရဲ့လူကြီးတယောက်လည်းဖြစ်တာမို့ကျုပ်တို့သိကျင်တာတွေကိုပြောပြပေးနိုင်မလားရပါတယ်ရပါတယ်ဆရာတို့သိကျင်တာကိုသာမေးပါတကြီးတို့မြပလဲရွာရဲ့အထွတ်မြတ်ပစ္စည်းဖြစ်တဲ့အဲ့ဒီကြောက်တုံးအနက်ရောင်လေးကပါလေ ောက်ပြီးအဲ့ဒီကြောင်တုံးလေးကဘလို့ဆွမ်းတွေရှိနေရလဲကျုပ်ကိုတကြီးသိသမျှအရာတွေအားလုံးပြောပြပါကျုပ်သိကျင်တဲ့အကြောင်းအရာတွေအားလုံးကိုတကြီးကအောက်ပါတိုင်းပြန်ပြောပြခဲ့တယ်အင်းအဲ့ဒီကြောင်တုံးလေးကိုမဖူရပလဲလို့ခေါ်တယ်အာရောကြတိတိယောပနာတိတိအာယုတိတိကာယတိတိဝိဇ္ဇာတိတိသုတတိတိဓနာတိတိဘောဂတိတိအစ္စိတတိတိမနောယထတိတိစာတိတိ၁၀ပါးနဲ့ပြည့်စုံပြီးအထူးခြားဆုံးသော တိတ်ထဝင်မူရပလဲတလုံးပေါ်အဲ့ဒီပလဲလုံးကိုရှေ့မှာမြင်နေရတဲ့နဘလူးရုပ်ထုကြီးမှာထည့်သွင်းပြီးပထမသူတွေလက်ထဲကိုမရောက်ရလေအောင်အစီမံတွေအထက်ထက်ရှားထားတာတော့မှအခုလို့ခိုးယူခံလိုက်ရတာပဲဆရာတို့ရေအဟူရပလဲလို့ခေါ်ရတာကလေသူ့ရဲ့နတ်မောင်နဲ့အယောင်စင်းကြောက်ပေါ့လေကျုပ်ရဲ့ဘိုးတွေပြောတဲ့ကြားဖူးတာကတော့ဂမ်ဘီယာနယ်ပယ်မှာမဟူရပလဲထွက်ပေါ်လာပြီးနှစ်ပေါင်း20ကြာတဲ့အခါမှာစေပိုင်တလုံးလေးထွက်ပေါ်လာမယ်တဲ့မဟူရပလဲနဲ့စေပိုင်တလုံးလို့ရဲ့အစွမ်းတွေကပေါက်ဆက်နိုင်ရင် အဲ့လူဟာသူ့တတ်ထားတဲ့ပညာရက်တွေမှာပြိုင်ဆန်ရှားတဲ့အာဃလူသားဖြစ်ပြီဆိုပဲကျုပ်ကအဲ့လိုပညာရက်တွေမှာလည်းစိတ်ဝင်စားမရှိတော့အခုအချိန်ထိစေပိုင်တလုံးအမှန်တကယ်ရှိတယ်မရှိဘူးဆိုတာသိရသေးပါဘူးပြန်တကြီးပြောတဲ့စေပိုင်တလုံးဆိုတာဒါလားကျုပ်ရဲ့ညာဘက်လမောင်းတွေကစေပိုင်တလုံးကိုထုတ်ယူပြလိုက်တော့တကြီးပါဝင်ရွာသားတွေပါမျက်လုံးပြူးုံကြတယ်ဒါတဆူဆရာကစေပိုင်တလုံးရဲ့ပိုင်ရှင်ပေါ့နော်။ဒါပေါ့ဒီဟာ ုံနဲ့မြည်ဆိုင်မောက်ပါဒါကတော့ကျုပ်တစ်ပည့်ကိုဖို့တည်းရွာသားများကြီးရဲ့ကြားထဲမှာကျုပ်ဟာစီပိုင်တလုံးပိုင်ရှင်ဖြစ်ကြောင်းတမင်ထုံပြောလိုက်တယ်အစင်တင်းလိုက်လေဆရာတို့ရေဆရာတို့ကျုပ်တို့ရွာလေးမှာရှိတဲ့မဟူရပလဲကိုပြန်ချပေးကြပါဗျာကျုံတောင်းဆိုပါတယ်တောင်းပြီလေကျုပ်တို့ပြောင်းသွားတဲ့မဟူရပလဲကိုတွေ့အောင်ချပေးမယ်အချိန်တော့ယူရလိမ့်မယ်ဗျတပတ်တန်တီနှစ်ပတ်တန်တီပေါ့ အဲ့ဒီနှစ်ပတ်အတွင်းမင်းတို့နေရာကိုဒီဘာကထွက်ပြေးသွားရင်ရောအဲ့တော့ဘလို့ရှားတော့မလဲပေါ့အေးညောင်ထုံးမောင်မင်းကွာဆရာတို့ကဘလို့စကားတွေပြောနေရလဲထုံးမောင်ဆိုတဲ့လူကတော့ကြုတ်စင်ထားတဲ့ဂွင်းထဲဝင်လာပြီကြားရတယ်စကြီးကိုထုံးမောင်ပြောတာလည်းမမှားပါဘူးအဲ့တော့ကျုပ်တို့ဘာကဘလို့လုံပေးရင်ကျုပ်တို့ယုံကြည်ပေးနိုင်မလဲငါတို့ရွာကပျောက်သွားတဲ့မူရပလဲကိုပြန်ချမတွေ့မရှင်မင်းလက်ထဲကစေပိုင်တလုံးဆိုလာပါလား အဲ့ဒါကိုရုပ်ထုကြီးရဲ့တပူးနေရာမှာထည့်ထားရမယ်။မဟုတ်ရပလဲပြန်ရတဲ့အခါကျမင်းပစ္စည်းမင်းပြန်ယူဖို့ဘလို့လဲ။အော်မဟုတ်ရပလဲပြန်မတွေ့မရှင် စေပိုင်တလုံးကိုဒီရုပ်ထုကြီးမှာထည့်ပေးထားရမယ်ပေါ့။ကောင်းပြီလေ။ထည့်ဆိုတော့လည်းထည့်တာပေါ့။တထဲကစေပိုင်တလုံးကိုပစံနာတိပြီးတာနဲ့လေပေါ်ကိုမြောက်လိုက်တော့နဘလူးရုပ်ထုကြီးရဲ့တပူးနေရာကခြိုက်ဝင်နေတဲ့နေရာမှာကလျက်သားဖြစ်သွားခဲ့တယ်။ဒီလောက်ဆိုကိုထုံးမောင်လေကျင်းတဲ့လောက်ပြီထင်ပါရဲ့ မင်းပြောတဲ့အတိုင်းဟုတ်ရင်တော့ဟုတ်ပေါ့ကွာမဟုတ်လို့ကတော့ငါလက်နဲ့မင်းကိုတက်ပြစ်မယ်ဒါဟိကောင်လေးသွားကြစို့ကျောက်တဲ့ကိုထုံးမောင်တို့အစဉ်ပြေသွားတာမို့တကြီးကဘာမှဝင်ပြောပြီမေကျောက်ကတော့အာနာနီဟန်ပဲတကြီးမျက်နှာတော့တိမ်ကောင်းမှုပေါ့ကျောက်တို့တွေလည်းတကြီးနဲ့အတူအင်ကိုပြန်လာခဲ့ကြတယ်ဆရာဘာလို့များဆရာကစေပိုင်တစ်လုံးပိုက်ချင်ဆိုတာပြောပြလိုက်တာလေဗျာအော်ဒါလားဒါကလေအကြောင်းရှိတယ်လေဗျာ ိုဖိုးရီကိုဒိဋ္ဌာမေလာတော့မသိဘူး။တကြီးကမဟုရပလဲအကြောင်းရှင်းပြနေတော့စေပိုင်တလုံးအကြောင်းပြောလိုက်တော့ကိုထွန်းမောင်ရဲ့မျက်နှာပြောင်းသွားတာကြုတ်တွေ့လိုက်ရတယ်။နောက်ပြီးရွာပြင်ကဆေးရပေါ်မှာကျုပ်တို့ဘာသာအိတ်နေတာ우။မင်းကကျုပ်တို့ရွာထဲဝင်လာပြီးဘယ်နေရာသွားတယ်ကအစားသိနေရရဲ့။နောက်ပြီးကျုပ်တို့ကိုမဟုရပလဲခိုးပါတယ်ဆိုပြီးဆွဆွဲပြောဆိုသူကလေကိုထွန်းမောင်ပဲဗျာ။ထွန်းမောင်ဆိုရင်တော့မဖြစ်နိုင်ဘူးနော်။ဒီကောင်ကမြပလဲရွာမှာငွေမွေးရှံပေါက်ကြီးလာတဲ့ကောင်ပဲကွာ။ ဒါကတော့ညကြမှပဲတကြီးကိုယ်တိုင်ဆုံးဖြတ်ပေါ့။ဟောကျုပ်ကမှပဲသဘောပေါက်တော့တယ်။ဆရာကစေပိုင်တလုံးကိုငစာချခဲ့ပြီးညကြရင်ထုံးမောင်လာခိုးတဲ့အခါလက်ပူးလက်ချက်ဖမ်းလို့ရအောင်ပေါ့လို့။ဒါပေါ့ကိုဖူးတီးဟာကျုပ်တို့လေတဏီုံဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ပြင်းမလှပြီဗျ။ကျုပ်စိုးစိုးနားတော့မယ်ကိုဖူးတီး။ဟုတ်ကဲ့ဆရာဒီညထုံးမောင်လှုပ်ရှားမှဆိုရင်တော့ကျုပ်ဆောင်ပေးထားရအောင်မလား။ရတယ်ကိုဖူးတီး။ကိုဖူးတီးနားရင်နားလေ။ ကျုပ်အားလုံးစီစဉ်ထားမှုအေးဆေးတာနေဗျာညမောင်ပိုင်းလာတဲ့ညအချိန်မှာညပလဲရန်နာနန်းဆောင်ဒီကိုဝိကျုံနဲ့ရှုံထားပြီးမျက်နှာဖုံးဆွထားတဲ့လူတယောက်ရှိကလာတယ်အဲ့ဒီလူကပဝင်းကျင်ချင်းတွေကိုအခက်ခလိုက်ပြီးနဘလူးရုပ်ထုကြီးရှေ့မှာရက်လိုက်တယ်နောက်တော့ခါကြတွေကအင်းချက်လေးကိုထုတ်ပြီးတာနေမီးရှို့ကပြားချလိုက်တယ်အင်းချက်လေးပြပစ်သွားတော့နဘလူးရုပ်ထုကြီးရဲ့နှစ်ဖူးလေတက်တက်မှာကျုပ်ထဲထားခဲ့တဲ့စီပိုင်တလုံးဟာလှုပ်လှုပ်ချာချာဖြစ်လာပြီးအောက်ကိုပြုတ်ကျလာတော့တယ် ဝေယုံနဲ့တဲ့လူကပြုတ်ကျလာတဲ့ဓလုံကိုအသာယာဖမ်းယူလိုက်ပြီးမိချိုးလိုက်တဲ့အင်ချက်ကပြားတွေကိုရှင်းလင်းသွားတာတွေ့ရတယ်။ဓာရီအားလုံးကိုမြင်လိုက်ရတဲ့ကျုံတဲ့ကိုဖိုးတွေတို့နှစ်ယောက်လေဝေယုံနဲ့တဲ့လူရဲ့အနောက်ကနေတိတ်ဆိတ်လိုက်သွားကြတာပေါ့။တကြီးကတော့ကျုပ်ရဲ့စီစဉ်တိုင်းရွာတကားနောက်ဘက်မှာအတင်းဆောင်နေရတယ်။ဝေယုံနဲ့တဲ့လူကလည်းကျုပ်ခံမထားတဲ့အတိုင်းရွာတကားအနောက်ဘက်ကနေရွာပြင်ကိုထွက်ဖို့အသင့်ပြင်းနေတယ်။အဲ့လူထုံးမအများရွာပြင်ကိုမထွက်ဘဲအေးစစ်စစ်ဖမ်းခံလိုက်ပါ မဟုတ်ရင်တော့ကြုံဆုံမဆုံနဲ့တော့အကွာဒီကောင်ကဘယ်ကဘလို့လှုပ်ပြီးငါမှန်တီးသွားရလေရောစီယိုနာကိုရောက်တော့မဲထုံးမောင်းကြအောင်အော်ပြောလိုက်တော့ဝိယုံနဲ့တဲ့လူဟာသူ့ရဲ့ဝိယုံကြီးကိုချွတ်လိုက်တာတွေ့ရတယ်အဲ့လူဟာကြုတ်ထင်တဲ့အတိုင်းပဲကိုထုံးမောင်းဖြစ်နေခဲ့တယ်ဖြစ်ကောင်စိုင်းမောက်ဆိုတဲ့ကောင်မင်းပိုက်ဆိုင်ခဲ့ဘူးတဲ့စေပိုင်တလုံးကငါလက်ထဲမှာတော့ငါလည်းဝင်ငါအေးဆေးသွားမယ်မင်းတို့ဝင်နောက်ချက်ဖို့မကြိုးစားနဲ့ မြောက်လက်ထဲမှာစီပိုင်တလုံးရှိနေသေးရလားဆိုတာလေကြီးလိုက်ပေါင်းဗျာဘာကွာဟမ်မွေမွေကြီးဟာကဲကြပါဦးဗျာမွေကြီးကကျုပ်ကိုမျိုးတော့မေးကဲကဲကြပါဦးဟဲ့လူခမ ्याव ကိုကဲစေခြင်းအတော်ကြီးအဖမ်းခံမလားပြုတ်ကျုပ်ကျုပ်ဖမ်းခံပါမေးကျုပ်အဖမ်းခံပါမေးဗျာကဲတကြီးတော့ကြားတဲ့အတိုင်းပဲပြုထုံးမောင်ကအဖမ်းခံမေးတဲ့အဲ့ဒီတော့မှထင်အောင်ထင်မှားပြီးမြင်ပြီး ရေကြီးပေါ်မှာလူလိမ့်နေတဲ့ကိုထုံးမောင်ကိုဖမ်းဆီးဖို့အတင်းဆောင်နေကြတယ်။တကြီးတို့အစုကပုံပေါင်းနေရကအတီတီထွက်လာခဲ့ကြတယ်။ဒီအောင်ဒီလိုလုံးလိမ့်မယ်လို့မထင်ထားဘူးကွာ။တော်တော်ရုံမာတယ်ကောင်းပဲ။ဟေးကာလာသားတွေထုံးမောင်ကိုကျိုးနဲ့တုပ်ပြီးခေါ်ဲကြစမ်း။ဒီကောင်ကိုမေးစရာတွေအများကြီးရှိတယ်။နေနေကြပါဦး။ထုံးမောင်နာကိုမကတ်ကြနဲ့ဦး။ထုံးမောင်ကိုဖမ်းခိုင်းတဲ့ကာလာသားတွေကြောင်းအောင်ပြောလိုက်ရတယ်။ဟုတ်ရင်ကျိုးရဲ့ပညာဆက်တွေထိပြီး တို့ဘာထင်အောင်ထင်မှားတွေဖြစ်ကုန်မှာစိုးလို့ပေါ့လေ။ကဲထွမောင်။နင်လူလိုက်နေရကနေထားလို့ရပြီ။အော်မေးတော့မလို့။မင်းစီကငါရဲ့စေးပိုင်တလုံးလေးပြန်ယူလိုက်မယ်နော်။ထွမောင်ကနောက်ကိုကတ်သွားလိုက်ပြီးတာနဲ့ပခုံးကိုလည်းနဲ့ပုတ်လိုက်ပြီးအသည့်ပြန်ဝင်လာအောင်လုပ်ပေးလိုက်တယ်။နောက်တော့သူ့ရဲ့အင်ဂျီအိတ်ကက်ထဲကစေးပိုင်တလုံးကိုပြန်ယူထားလိုက်တာပေါ့။ဒါဆိုစေးပိုင်တလုံးစစ်ကထွမောင်စီမှာတကယ်ရှိနေတာပေါ့နော်ဆရာ။ နဘလူရုတ်ထုတ်ကြီးရဲ့နဖူးမှာစေပိုင်တလုံးမထည့်ခင်ကလေးကကြုတ်တယောက်ကလွယ်လို့ဘသူမှကိုက်တွယ်လို့မရအောင်ကျင်စာထည့်ထားခဲ့တာပဲကိုဖိုးတွေကဒါကိုသတိမမှုမိရဲ့ထုံးမောင်ကကိုင်းလိုက်တော့ကျုပ်ရဲ့ကျင်စာကအသက်ဝင်သွားပြီးထင်အောင်ထင်မှားတွေမြင်နေရတာပေါ့ဗျာဒီလိုဖြစ်တာကိုကြည်ရင်အဖြစ်ထုံးမောင်ကိုနောက်ွယ်ကနေကျိုးကင်ပြီးခိုင်းစေတဲ့သူရှိရမယ်ဆိုပြီးတန်လျောက်ဝင်လာခဲ့တယ်ကဲပါလီမေးစရာရှိတာတွေမင်းမြန်ရအောင်ပါနဲ့ကျုပ်တို့တွေတကြီးနောက်ကိုအမိလိုက်ရအောင်ဟုတ်ပြီဆရာကြီး ဆရာရှင်းပြမှပဲစဲ့ရီလေတော့တယ်။တို့တို့ဆရာဘဲနှစ်ယောက်ရှေ့ကသွားနေပြီဖြစ်တဲ့တကြီးတို့အဆူအနောက်ကိုအမိပြေးလိုက်ရပြန်တော့ပေါ့။ထုံးမောက်ကိုစေခိုင်းတဲ့လူကရောဘာတူလဲ။အဲ့ဒီလူကရောဘာကြောင့်မူရပလဲနဲ့စေပိုင်တလုံးတွေကိုအသေးအံလူကြီးနေတာလဲဆိုတာကိုတော့ဝန်ယူကဝေဆိုင်မောင်ရဲ့အပိုင်း၆၉မှာအားလုံးပဲစောင့်မျှော်နာစဉ်အားပေးရပါအောင်ခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူခေပုံးကပဲဖြစ်ပါရယ်ခင်ဗျာ။အားလုံးပဲစိတ်ရှင်သာခြင်းကိုယ်ကြီးကျန်းမာခြင်း အဖျားသောဒုက္ခရုံးနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ။